နားထောင်ခြင်းဟာပညာရှိသူများရဲ့ပထမဆုံးသောပညာရည်ဖြစ်တယ်ဒီတော့ပညာရှိတယောက်ဖြစ်ချင်ရင်နားထောင်တတ်အောင်လေ့ကျင့်ရမယ်စကားပြောတဲ့သူထဲနားထောင်တတ်သူကပုံပြီးတော့မှသိယူနိုင်တယ်ဒီတော့စကားပြောနေတာထက်နားထောင်တတ်အောင်ကြိုးစားပါသူတစ်ပါးရဲ့စကားလုံးတွေကို နှလုံးသားနဲ့နားထောင်ပါအဲ့ဒါဆိုရင်တို့ရဲ့စိတ်ခံစားချက်တွေကို နားလည်နိုင်လိမ့်မယ်တို့ရဲ့စိတ်ခံစားချက်တွေကိုနားလည်နိုင်ပြီဆိုရင်တို့နဲ့တသားတည်းဖြစ်နေပြီတသားတည်းဖြစ်ပြီဆိုရင်တို့ကလည်းကိုပြောတဲ့စကားတွေကိုပြန်နားထောင်နိုင်မယ်စိတ်မှန်တဲ့နားထောင်မှုဟာဆက်ဆံရေးတစ်ခုရဲ့အခြေခံအုတ်မြစ်ဖြစ်တယ် foundation ဖြစ်တယ်ဒီတော့ စစ်စစ်မှန်မှန်နားထောင်ပါနားမထောင်ရင်စကားမပြောပါနဲ့ဒါကပညာရဲ့အစဖြစ်တယ်မျက်လုံးလေးနဲ့လည်းနားထောင်ပါကိုယ်အမူအရာတွေနဲ့လည်းနားထောင်ပါနှလုံးသားနဲ့လည်းနားထောင်ပါအုံနောက်နဲ့လည်းနားထောင်ပါအကြံကောင်းတွေကနားဆွင့်နေသူများထံကိုရောက်လာတတ်တယ်ဒီတော့နားဆွင့်မှုမမိပါနဲ့နားထောင်ခြင်းတက်ပညာဘူး လေ့ကျင့်မှာကိုယ့်ဘဝကိုပြောင်းလဲပေးနိုင်တဲ့အရေးချင်းတစ်ခုဖြစ်လို့ပဲသူတို့ဘာတွေပြောနေတာကိုနားထောင်ပြီးမှ ကိုယ့်ရဲ့အဖြေကိုစဉ်းစားပါနားထောင်ခြင်းဖြင့်ကိုဟာသူများတွေရဲ့အတွေးအမြင်တွေကိုရနိုင်တယ်စိတ်ရှိစွာနားထောင်ခြင်းဟာအတူယူပဲကောင်းတဲ့ဇယိုက်လက္ခဏာတစ်ခု ဖြစ်တယ်အတွေ့အကြုံရှိသူများရဲ့စကားဟော နားထောင်မယ်ဆိုရင်သူတို့ရဲ့အမှားတွေကိုသင်ငန်းစာအဖြစ်ယူလို့ရလိမ့်မယ်။နားထောင်ခြင်းဆိုတာကသူတစ်ပါးကိုလေးစားကြောင်းပြသခြင်းဖြစ်တယ်။ဒါကြောင့်မလို့နားထောင်ပါ။ဒါကတော့ကျောလူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေးနွေးမှန်းမှန်ဖြစ်ပါတယ်။ကျွန်တော်တို့လူငယ်တွေမိတ်ဆွေတွေဟာလည်းနေ့တနေ့ကိုပြေပြေရှင်ရှင်နဲ့ဖြစ်တဲ့အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။ကျွန်တော်